အသက်40ကျော်မှချစ်သူနဲ့လက်တွဲခဲ့ပြီးချစ်စရာတောင်းလေးကိုအဆင်ပြေမွေးဖွားခဲ့တဲ့ဇပ်ပုတ်တေဥစာသူစာပွင့်အားလုံးပဲမင်္ဂလာပါ MSL News Channel ကနေကြိုဆိုပါရစေ။ဇပ်ပုတ်တေဥစာသူစာပွင့်ကတော့အသက်40ကျော်မှချစ်သူနဲ့လက်တွဲပြီးချစ်စရာတောင်းလေးကိုအဆင်ပြေမွေးဖွားခဲ့ပါတယ်။တတောင်းလေးကိုအဆင်ပြေစွာကိုပဲမွေးဖွားပါပြီ။ဆရာဦးမြင့်စိုးဖုန်းရတနာကလေးတို့ကဆရာချမ်းငယ်ဦးဆရာကျော်ဖြိုးနဲ့ဖုန်းရတနာမိသားစုအလုံးကိုကျေးဇူးတင်ပါတယ်။ ကြိုဆိုပါတယ်။ဘာသာရေးတတ်တတ်ရေးချက်တယ်နော်လို့ဇပုတ်တယုတ်ဆောင်သူစားပွင့်ကပြိသက်တီအောင်လည်းပြောလာပါတယ်။သူမကတော့ချက်သူဖြစ်တဲ့သူကိုမျိုးကြုံဒိန်းနဲ့နားလည်မှုရဲ့ baby ရှစ်နှစ်ကြာမှလက်တွဲခဲ့တာပါ။ချက်သူနဲ့သူစားပွင့်တို့ရဲ့ချက်စရာတောင်းလေးကိုပြော25မိနစ်ပိုင်းကအမြင်ဆောင်ပြီးပွားခဲ့တာဖြစ်ပါတယ်။သူမဟာကိုမျိုးကျော်ထင်းနဲ့မင်္ဂလာပွဲခန်းနာကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့က ရန်ကုန်မြို့မင်းကွန်းတပတိကငွေရတုခံမှာမှကျင်းပပြုလုပ်ခဲ့ရလဲဖြစ်ပါတယ်။မြန်မာအိုင်တွဲရဲ့အဆိုရှင်တော်ဦးဖြစ်တဲ့နီလန်းနဲ့ချစ်သူကောင်လေးမာဗင်ရွှေလန်းတို့ကချစ်သူတတန်လေးနဲ့မှာလက်ထပ်ထိမ်းမြပွဲကျင်းပခဲ့ပါတယ်။နီလန်းတို့ကချစ်သူတတန်လေးနဲ့မှာလက်ထပ်ခဲ့ကြတာ။သူကရန်ချစ်ပေးအောင်ဘွားလက်တွဲပေါ်ဖြစ်ရွေးချယ်ခဲ့ရလို့ဆိုတော့နီလန်းကပြည်သက်တီအောင်ပြောလာပါတယ်။သူမနဲ့ချစ်သူကောင်လေးမာဗင်ရွှေလန်းမျိုးရဲ့လက်ထပ်ထိုင်းများမင်္ဂလာပွဲကိုဧပြီလ26ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့မြန်ကုန်မြို့နယ်ရှိခဝဲကျန်ပြားကျောင်းဖြစ်တဲ့ လာပီဒစ်ချက်မှာချင်းရွရအတိုင်းကျင်းပခဲ့ရလဲဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကတော့မြန်မာအိုက်တော့ပြိုင်ပွဲအဖွဲ့ဝင်နေတို့ပညာရှင်တွေတော့ဒေါ်မြတ်တယောက်ပေးခဲ့ကြပါတယ်။နီလန်းချစ်သူခင်မလာတမှုမျိုးစားတိဖြစ်တဲ့ချစ်သူမာဗင်ရွှေလန်းဖြစ်ပြီးသူမလိုပဲချင်းမျိုးသားတောက်ဖြစ်ပါတယ်။သူမကမြန်မာအိုက်တော့တချင်းဆိုပြိုင်ပွဲဝင်ပြီးနောက်ကိုပိုင်စီပွားရေးအနေနဲ့နီလန်းမွေးဖွားစားတိဖြစ်တဲ့ဟာကမြို့မှာအမိုက်စာ beauty story ကိုဖွင့်လှစ်ခဲ့တာပါ။အဆုံးတင်ကြည့်ရှုနားဆင်ပြရပိတ်တာအားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်